တနေ့ပန်းမီတလုံးစားရင်တင်ဘလောက်အထစ်တောင်းကျမလာမလဲပန်းမီချွချွမူမူလေးတွေစိုက်တက်သူတွေရှိကြလားဒါဆိုရင်တော့တည်င်းကောင်းပါပဲပန်းမီတစ်တလုံးမိဝဲပေးမယ်ဆိုရင်နေ့စဉ်လူနေမှုဘဝမှာအရန်ကိုကျမစီတက်ပါတယ်တဲ့ဟုတ်ပါတယ်ပန်းမီဟာနေ့စဉ်မိဝဲစားသုံးပေးတဲ့နဲ့တစ်တီဝလန်၁၀မျိုးထဲမှာပါဝင်တဲ့တစ်တီတစ်မျိုးပါ ပန်းကြီးကိုနစ်စင်မိဝဲတဲ့အခါမှာမထင်မထားလောက်အောင်ကိုတစ်ကြမာရီကို အထောက်ကူဖြစ်စေမှာဖြစ်ပါတယ်။ပန်းကြီးမှာအရွယ်တင်နှုတ်ပြိုစေပြီးကင်ဆာရောဂါနှလုံးတွေးတိုးစီးချိုကိုကာကွယ်ပေးနိုင်တဲ့အန်တီအောက်ဆိုဒန့်တွေအစာကြည်စီတဲ့အမြင်သက်တွေလူခန္ဓာကိုယ်ကနစ်စင်လိုအပ်တဲ့ဗီတာမင်စီနဲ့သတ္ထုဓာတ်တွေအများကြီးပါဝင်ပါတယ်။ ဒါရင်မကပါဘူးနေ့စဉ်ပန်သီးမိဝဲစားသုံးပေးမယ်ဆိုရင် အောက်ပါအကျိုးကျေးဇူးတွေကိုလည်းရရှိအောင်မှာဖြစ်ပါတယ်။ရေတက်ဖြည့်တင်ပေးမယ်။ရေတက်ကျွေဝါတဲ့ပန်သီးမှာ85ရာခိုင်နှုန်းလောက်က ရေတက်လို့ဆိုပါတယ်။ဒီအချက်ကသင့်ကို ရေတက်မဆုံးရှုံးအောင်ကူညီပေးမှာဖြစ်ပါတယ်။ကိုအလေးချိန်ထိန်းညှိပေးမယ်။ ဗီတာမင်စီနဲ့တခြားသောသတ္ထုဓာတ်တွေကြွယ်ဝစွာပါဝင်နေတဲ့ပန်းသီးကို နေ့စဉ်မျှဝဲစားသုံးတာဟာခန္ဓာကိုယ်ကိုယ်ရည်စစ်ပြီးတွယ်လျားစေဖို့အထောက်အကူဖြစ်စေပါတယ်။ဝိချနေသူတွေအတွက်တစ်လျော်တဲ့အစားအစာတစ်ခုပါ။ပိုင်ဝါစေတယ်။ ပန်းသီးကိုအတီးအတိုင်းစားမယ်ဆိုရင် အမြင့်တက်ကြွားမှုကြောင့်ဆာလောင်စိတ်ကို ရှော့ချပေးနိုင်ပါတယ်။ဒီတော့ကယ်လိုရီအပိုတွေထက်ပြီးမမီဝဲဖြစ်အောင်ပန်းသီးကကုညီပေးမှာပါ။စီးချိုနဲ့သွေးတင်သကြားဓာတ်ကိုထိန်းချုပ်ပေးတယ်။ပန်းနီကိုစီချိုသမားတွေလည်းမိဝဲနိုင်ပါတယ်။သွေးရိုးနဲ့စီချိုကို ထိ ंछ ုပ်ပေးနိုင်တယ်လို့သွေးရင်းတကြားချက်ကိုလည်းတည်ငြိမ်စေတဲ့တတိရှိတာကြောင့်ပါ။ ဝမ်ပိုက်ကျမ်းမာစေမယ်။ပန်းသီးမှာပါတဲ့ပတ်တွန်လို့ခေါ်တဲ့အမြင်ဓာတ်တစ်မျိုးဟာပရီဘိုင်အိုတစ်အဖြစ်ဝမ်ပိုက်ကို အကျိုးဖြစ်တော်စေမှာဖြစ်ပါတယ်။ဝမ်ပိုက်ပိုင်းမှာကောင်းမွန်အကျိုးရှိစေတဲ့ဘက်တီးရီးယားလေးတွေအဖြစ်အစာချေစနစ်ကိုကူညီပေးမှာပါ။ကိုလက်ရှောကိုရောကျစေတဲ့ပန်းနီးကပျော်ဝင်စေတဲ့အမြင့်ဓာတ်ကျွေးဝါတဲ့အသစ်တွေဖြစ်ပါတယ်။ဒါကြောင့်ကိုလက်ရှောရှော့ချရမှာအရန်အထောက်အကူဖြစ်ပါလိမ့်မယ်။ ွေးမတွအောင်ဓာတ်ဆီးနိုင်တယ်လို့လင်မဖြစ်အောင်လည်းကာကွယ်ပေးပါလိမ့်မယ်။အုံနောင်းတဲ့အာယုံကျောကိုကျန်းမာစေတယ်။ပန်းနစ်ကိုနေ့စဉ်မိဝဲမယ်ဆိုရင်အာယုံကျောဆေးတွေကို စိတ်ဖြစ်စီမှုရန်ကနေကာကွယ်ပေးမှဖြစ်ပြီးတော့ဒီအချက်က အသက်ကြီးရင်လာချိန်မှာအလက်ဇမ်မာဒစ်စစ်မဖြစ်စေဖို့အထူးအချက်ဖြစ်လာမှာပါ။ပေပန်းတီကိုမိဝဲကြမှာလေ။ ပန်းသီးစားခိုင်းတာတော့ဟုတ်ပါပြီအနီစားရမှာလားအစိမ်းစားရမှာလားဆိုတဲ့မိကုံးကရှိလာပါတယ်ပန်းသီးဆိုတာကလည်းမျိုးစိတ်ကခက်များများမဟုတ်လားဒါပေမဲ့စိတ်မရှုပ်ထွေးပါနဲ့ဘယ်ပန်းသီးဖြစ်ဖြစ်စမ်းမရည်နဲ့ညီညွတ်ပြီးလူကိုအကျိုးပြုတာကြီးပါပဲ အနီကတော့အန်တီအောက်ဆိုဒန့်ပါဝင်မှု အနည်းငယ်ပိုများပါတယ်တဲ့ဘလို့ပဲဖြစ်ဖြစ်ပန်းစည်းစားပြီးတာကနေ့စဉ်ကျန်းမာရေးကိုကောင်းကောင်းအကျိုးဖြစ်တော်စေမှာဖြစ်တယ်လို့ရေရှည်အနာကတ်အတွက်ပါအကျိုးရှိစေတာဖြစ်တာမို့နေ့စဉ်ပန်းစည်းတစ်လုံးကိုမိဝဲကြည့်ကြပါလို့တိုက်တွန်းပါရစေကျန်းမာရေးဘဟုတုတ္တရတွေအမြဲတက်ဆက်ပြီးနေမှာမို့ channel လေးကို like and subscribe လေးလုပ်ထားပေးနော်